ဒီမှာဆက်ဆက်ပြီးတော့ပါပြောပြချင်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဘာလို့လဲကိုထီတော့မှထီကိုထီတော့မှပူမှန်းတိကြတဲ့လူတွေကိုဒုက္ခရောက်တော့မှကဲတင်ရှင်တကြတဲ့လူတွေ တိုင်းပြည်တစ်ခုလုံးစစ်မီးတွေတောက်နေတယ်တိုင်းပြည်တစ်ခုလုံးစစ်မီးတောက်လောင်နေတယ်အဲ့တော့ပဲခူးမှာဆိုလဲတော်တော်လေးဒါစစ်မီးတောက်လောင်နေတဲ့တိုင်းထဲမှာပါတယ်เนาะဒါပဲခူးတိုင်းရဲ့မြို့လေးတိတိလေးအဝင်းအဝိုင်းရဲ့အပြင်ဘက်မှာဆိုရင်ဒါနေရာတော်တော်များများမှာစစ်ပွဲတွေဖြစ်တယ်အပြင်မှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေကကိုထီတော်မှာပူမန်းတိကြတဲ့လူမျိုးတွေเนาะကိုဒုက္ခရောက်တော်မှာကေတင်ရှင်ရှာကြတဲ့လူမျိုးတွေစိတ်မှတ်မရှိ စိတ်မနာတက်တဲ့လူမျိုးတွေပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီရက်ွက်ထဲမှာပေါ်တာဆွဲတယ်ပေါ်တာဆွဲခံရတဲ့လူတွေအများဆုံးက မြို့ပေါ်ကလူတွေမြို့ပေါ်ကလူငယ်တွေကျွန်တော်တို့ရက်ွက်တစ်ခုမှာเนาะလူငယ်တယောက်ပျောက်သွားတယ်မသိတာဘူးအေးဆေးပဲလေပျောက်သွားတဲ့အိမ်ကမိဘတွေလောက်ပဲ ူလောင်ပေါကတွေရောက်ပြီးတော့မျက်ရည်တွေကြာကြာတာဘေးအိမ်တွေက AC ပဲလူ၂ယောက်လောက်ပြောက်သွားတယ် AC ပဲ၅ယောက်လောက်ပြောက်သွားတယ် AC ပဲနောက်ဆုံး၁၀ယောက်ထိပါသွားတယ်သူတို့က AC ပဲအဲ့တော့၁၀ယောက်လောက်ပါသွားရင်မိသားစု၁၀စုလောက်ကပဲငိုတယ်ဘေးအိမ်တွေကတော့အပြိုမပြောက်ဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့အကျင့်ကအဲ့ဒီလိုမျိုးပြစိတ်မှမရှိစိတ်မနာသက်ကိုမထိဒီတွေကိုနဲ့မဆိုင်ဘူးဆိုတဲ့လူတန်းစားတွေကများတာပေါ့အဲ့တော့ဘကိုးနဲ့ပတ်သက်ပြီးကျွန်တော် အမှတ်အရဆုံးပြောရရင်ပြီးခဲ့တဲ့2023လုံးတာပေါ့နော်ဒါဟိုပဲခူးတိုင်းရွှေကျင်နဲ့သူ့ရဲ့ဘေးပတ်ပတ်လေရွာတွေမှာဒါစစ်ပွဲတွေအပြင်းထန်ဖြစ်တယ်3လလောက်ဖြစ်တယ်အဲစစ်ပွဲအကြီးဆုံးကတော့ဒါပဲခူးရွှေကျင်မှာအခြေစိုက်တယ်ဒါခမရနာကူရှိချင်းမြန်တက်ရင်ဌာနချုပ်ကို PDF တွေနဲ့ဒါတော်လန်ရေးပူးပေါင်းတက်တယ်တိုက်ခိုက်သိမ့်ပိုက်တဲ့အချိန်တုန်းကပေါ့နော်အဲ့ဒါအဲ့ဒီစစ်ပွဲကအဲ့ဒီစက် ဌာနချုပ်ကိုတက်သိမ်းတာကတော့တရက်ပဲကြာလိုက်တယ်ပေါ့နော်တရက်ပဲကြာတယ်ညဥယံတွေကတိုက်လိုက်တယ်ညတန်းကောင်မနဲ့အာယုံတက်ခံနေကြတော့စခန်းတစ်ခုလုံးသိမ်းပြီးသွားပြီဒါပေမဲ့မနဲ့အာယုံတက်တော့စစ်တပ်ကလေရင်နှစ်စီးနဲ့မနာတဲ့လာပြက်လို့ဒါတော်လန်ကြီးတပ်ဖွဲ့ကဒီတည်ရင်ဌာနချုပ်ကနေလူချင်းတဲ့ပျက်စီးတွေလက်နက်ခဲရန်တိုက်ကိုဖောက်ပြီးတော့တဲလို့ရတာတဲနိုင်လောက်တဲပြီးတော့ဒါဌာနချုပ်ကနေပြန်ဆုတ်ခဲ့တယ်ပေါ့နော်ဒါဟို တညထဲမှာပဲတည်ရင်ဌာနချုပ်ကိုသူတို့အပီးတိုက်နိုင်ခဲ့တယ်ဒါကတိုက်ပွဲကြီးပေါ့နောက်ထပ်ဒီနေမြေဆိုးမှုမှုနဲ့နေမြေရှင်းလင်းရေးအခြေခံတိုက်ပွဲကတော့၃လလောက်ကြာသွားတယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်အမှတ်ရဆုံးကဘာလဲဆိုတော့အဲ့ဒီပကူရွှေကျင်တိုက်ပွဲတုန်းကကျွန်တော်တို့ရဲဘော်တွေပြန်ပြောပြချက်အရာစစ်ဖြစ်တော့ရွာလူရွာသားတွေဒေသခံတွေကဒါဘေးလွတ်ရာရှောင်ပြေးကြတယ်ပေါ့နော်ရှောင်ပြေးတဲ့အချိန်မှာအဲ့ဒီကျွန်တော်တို့ဒီစစ်တောင်းမြစ်ကန်တွေ ဒီသူတို့စစ်တောင်းကြီးရဲ့ဒီဘက်ချက်မှာတော်လန်ကြီးတပ်ဖွဲ့တွေကနေရာယူထားတယ်သူတို့ဒီစစ်ခွေးတပ်ကစစ်တောင်းမြစ်ကိုလာဖြတ်တယ်ဖြတ်တဲ့ချိန်မှာဒီဘက်ကနေရာယူထားတဲ့တော်လန်ကြီးတပ်တွေကစစ်တောင်းမြစ်ကိုတယောက်ကျော်လာရင်တယောက်ပစ်ချနှစ်ယောက်ကျော်လာရင်နှစ်ယောက်ပစ်ချတယ်အဲ့ဒီလိုပစ်ချတာနော်ဒါပေမဲ့အဲ့ဒီကစစ်ခွေးတပ်တွေကသူတို့ဒီပေါ်တာဆွဲထားတဲ့စစ်မှုထမ်းတွေကိုပဲရှေ့ကိုတွန်းတွန်းပို့တယ်အဲ့ဒီထောင်းကိုဖြတ်ခိုင်းတယ်မဖြတ်ရင်နောက်ကနေသူတို့ပြစ်တယ်ပြည့်ရင်လည်းရှေ့ကနေတော်လှန်ရေးတပ်ဖွဲ့တွေကပြစ်တယ် မတက်နိုင်ဘူးတော်လန်ရေးတက်ဖွဲ့တွေကတော့ပြည့်ရမှာပဲဒါကရန်တူနော်ဘယ်ဟာကစစ်မှုထမ်းလဲဘယ်ဟာကစစ်သားအစ်စ်လဲဆိုတာမသိတာဘူးအကုန်လုံးကစစ်ယူနီဖောင်းနဲ့ဆိုတော့စစ်မြေပြင်ကိုရောက်လာတော့ဘာလို့မဆိုအကုန်လုံးကိုပြစ်ချရတာကြီးပဲနော်အဲ့တော့အဲ့ဒီစစ်ပွဲက3လလောက်ကြာသွားတဲ့ချိန်မှာသူတို့တည်ထားတဲ့အလောင်းတွေစစ်တပ်ကလာမကောက်လာမကောက်တော့ဘာဖြစ်လဲဆိုတော့ရွာသားတွေကလည်းမရှိကြဘူးစစ်ဖြစ်တော့ဘေးလွတ်ရာရှောင်ပြေးသွားကြတယ်အဲ့တော့ရွာမှာဘာလို့မှမရှိဘူး ခွေးတွေဝက်တွေနွားတွေပေါ့လေတလိษံတွေပဲကြံတယ်ကြံခဲ့တော့အဲ့ဒီတည်ထားတဲ့အလောင်းတွေကလူတွေကလည်းမရှိတော့ခွေးတွေကလည်းစားစရာမရှိဘူးစားစရာမရှိတော့တည်ထားတဲ့အလောင်းတွေကိုပဲအဲ့ဒီစစ်ခွေးရဲ့အလောင်းတွေကိုပဲခွေးတွေကစားထားတယ်သုံးလလောက်ကြာပြီးတော့စစ်ပွဲတွေငြိမ်းသွားတော့ဂျွာသားတွေကသူတို့ဂျွာသူတို့ပြန်လာတဲ့အခါအဲ့ဒီခွေးတွေကဒီတည်ထားတဲ့စစ်သားအလောင်းတွေကိုစားထားပြီးလူသားစားထားတော့ခွေးတွေကပုံမှန်စိတ်မဟုတ်တော့ဘူးတခင်ကိုလည်းတခင်မှန်းမသိဘူးလူမြင်ရင်စားမယ်ဝါမယ်ငြိမ်းရင်ရင်နဲ့ လုံတယ်အဲ့တော့အဲ့ဒီရွာသားတွေကအဲ့ဒီမှာရှိတဲ့ခွေးတွေပါတက်ပစ်လိုက်ရတယ်ပြောချင်တာကအဲ့ဒီစစ်ခွေးတက်ကကြသွားတဲ့သူတို့ရဲ့စစ်သားအလောင်းတွေတော့လာမကောက်ဖြစ်ထားတယ်ရွာသားတွေကလည်းမရှိတော့မသိနိုင်မတူနိုင်ဘူးအဲ့တော့အဲ့ဒီတည်ထားတဲ့စစ်ခွေးအလောင်းတွေကပုတ်ပွားပြီးတော့အရေးကြီးပျော်ကြပြီးတော့အယိုးစုတွေတောင်ဖြစ်တယ်တချို့ ဟိုခွေးစားတဲ့အပိုင်းတွေကလည်းဟိုဟိုတပိုင်းဒီတပိုင်းခွေးတွေစားတာလေခွေးတွေကလည်းလူသားစားစားရှိတော့လူတွေရွာတဲ့ပြောင်းဝင်တာတော့လူတွေကပါရန်လှုပ်တယ်အဲ့တော့အဲ့ဒီခွေးတွေကအကုန်လုံးတက်ပြစ်လိုက်ရတဲ့အဖြစ်အဲ့ဒါပကိုးရွှေ့ခြင်းပါပြီးခဲ့တဲ့2023ကဖြစ်ခဲ့တဲ့စစ်ပွဲအဲ့လောက်ထိဖြစ်ခဲ့တာတော့မှစစ်တပ်ကဒီလိုပေါ်တာဆွဲဖို့လူတွေကိုထောင်ချောက်ဆင်တယ်เนาะမသိရင်တနိုင်ငံလုံးကပျော်ရွှင်နေတောင်ရာလှုပ်ပေးတဲ့ဒီဝါရပြက်ချီရေးအတော့လှုပ်တဲ့ပွဲကိုသွားပျော်နေကြတာဆိုတော့ ကျွန်တော်ကြည့်ပြီးတော့တော်တော်အံ့ဩစရာကောင်းတယ်ပြီးတော့နောက်တစ်ချက်ကဘာတွေးလဲဆိုတော့အဲ့လောက်ဖြစ်တာတောင်မှဒီလောက်အသိဉာဏ်မရှိသေးဘူးဆိုရင်ဒီလူတွေစစ်မှုထမ်းတဲ့ပြန်ပါလာရင်ကျွန်တော်တို့ရှေ့တန်းရဲဘော်တွေတွေးမထားတဲ့နဲ့တော့နော်ဟိုတိုက်ရင်ခိုက်ရင်ထိသွားပါလေဆိုပြီးအကုန်လုံးကပြစ်တက်လိုက်တော့ဘာလို့လဲဆိုတော့ဒါဒီစံကုန်မြေလေးတွေဖြစ်နေပြီတိုင်းပြည်တော့ဘာမှအကျိုးမရှိတဲ့အမှိုက်တွေတကယ်တိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်တကယ်နိုင်ငံတော်ကိုချစ်မြတ်နိုးတဲ့လူတွေကအခုဆိုရင်ဟောတော်လည်းရင်းแท้ကိုဝင်တဲ့လူကဝင်တယ် မဝင်နိုင်တဲ့လူတွေကတော့ပြင်ပထွက်ပြီးတော့ဒါတော်လှန်ရေးကိုပြန်ပြီးတော့ထောက်ပံ့လှူဒန်းနိုင်ဖို့အလုပ်တွေသွားလုပ်ကြတယ်။ပြည်တွင်းထဲမှာနေပြီးအခုချိန်ထိပျော်ရွှင်မြူးတူးနေတုံးအကောင်တွေကတော့ဒါတေးကြတယ်တိုင်းပြည်အတွက်ဘာအကျိုးမှမရှိတဲ့အမှိုက်တွေပဲ။